အချစ်အမုံအလွန်အစွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်ဂျာရီကိုအသက်သုံးလိုက်တဲ့အခါဖြစ်ပေါ်လာတာက Radio Drama Hello အခုကတော့ Radio Zalanda ဆင်ရမယ့်အချိန်လေးဖြစ်ပါတယ်ဒီတစ်ပတ် Radio Drama ကနေစာရေးသူချင်းရေးသားထားတဲ့၄နိုင်မိုးလို့အမည်ရတဲ့ဇာလန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခန်းစားနာစင်ကြည့်ပါအောင်ရှင် ဟာဒီလူမိုးရွာလာလို့အမြန်ပြေးလာပါတယ်ဆိုနေမှလမ်းတက်ပိတ်ရက်နေရဲ့ဟုတ်ပါရှင်လမ်းလည်းမဖယ်ပေဘူးဒီလူ ਨੇ နေတာနေရကနေရုတ်တရက်မိုးရွာချလိုက်တဲ့အတွက်ကြောင့်မိုးခိုဝင်သူဟာခိုထိပါလာသူကထိထုတ်ဆောင်နေအလောက်ရှောက်နေကြတဲ့လမ်းပေါ်ရှိတဲ့လူတွေကြားထဲမှာမိုးရင်ဆက်တွေကြားရရလင်းနီဆိုတဲ့ကောင်လေးတယောက်ကတော့ထီထီကြီးရန်နေပါတော့တယ်။အဲ့ဒီအချိန်လင်းနီလက်ထဲကိုရောက်လာတဲ့ထီလေးတစ်ချောင်းကမန်းကရန်အသိဝင်လာလို့လှမ်းကြည့်လိုက်တော့ လူတွေကြတဲ့အရှိန်လေးတစ်ခုတိုးဝှေ့ပျောက်ွယ်သွားပါတော့တယ်။ဘေကိုပြေးသွားရပြန်ပြီလေကိုရဲ့မူပြေးရဲ့မျက်စိရှိဖြတ်ခနဲပျောက်သွားတဲ့အရှိန်ကလေးကိုအတော်တန်ကြာရှာဖွေနေပေမဲ့လည်းမတွေ့အောင်ပုန်းရှောင်နေသူကြောင့်လင်းနီဆက်မရှာတော့ပဲအိမ်ကိုပြန်လာခဲ့ပါတော့တယ်။ဘာလို့ထွက်ပြေးသွားရတာလဲကွာ။ငါလက်ထဲထီလာထည့်ပေးသွားတာမင်းဆိုတာကိုငါမသိလောက်ဘူးထင်နေရလားမိုးဆွေ။ အရင်ကလေဒီလိုပဲရုတ်တရက်ရောချတဲ့မိုးနစ်တနေ့မှာမင်းနဲ့ငါဆုံခဲ့ကြရတာလေဟာကွာမိုးကလေဆိုင်မစင်ပုံမစင်ရုတ်တရက်ရောချလိုက်ပြန်ပြီဒီမပါပါဘူးဆိုမှကွာအော်ဟိုဆိုင်မိုးကခဏဝင်ခုနေမှာပဲမိုးရွာချတာကိုစိတ်ညစ်နေတဲ့လင်းနေရီနဲ့စန့်ကျင်ဘက်ဖြစ်သွားပဲဆိုင်ထဲကနေ မိုးရေဆက်တွေကိုជីជីနူးနူးကြည့်နေတဲ့မင်းကလေးတယောက်ကိုလင်းနေရင်မြင်သွားပါတယ်။ဟင်။မိုးရွာတာကြည့်ပြီးជីနူးနေတာပဲ။ဒီလောက်ဆူဆွတ်ပြီးသွားလာအဆင်မပြေတာ ው ။ तू မိုးလို့ပိတ်ငါမြင်သွားလားမသိဘူး။ဟောဟောအမိုးဝင်ခိုးဖို့ပြောမလို့လားဗျ။အခုပဲသွားတော့မှာပါ။အော်မဟုတ်ပါဘူးရှင်။ဒါကဒီဆိုင်ကတီဟိုတီမပါတဲ့ဧည့်သည်တွေကိုငှားပြတာမို့လို့အခုစောင်းတော့လို့ရပါတယ်။ဟင်။ဒါမဲ့ကျွန်တော်က မင်းတို့ဆိုင်ရာဧည့်သည်မှမဟုတ်တာ။အော်လူလူချင်းကူညီပေးတာလို့တွေးလိုက်ပါ။ယူထားလို့လည်းရပါပဲ။ပြန်လာပေးတယ်ဆိုရင်တော့အခုလိုလူနောက်တစ်ယောက်ကိုကူညီပေးတာဖြစ်မှာပါ။မင်းကလေးကပြောပြီးတော့ဆိုင်ထဲကိုဝင်သွားခဲ့ပါတယ်။လင်းနီလည်းလက်ထဲကထီးကိုတလှက်ရွာနေတဲ့မိုးကိုတလှက်ကြည့်ပြီးတော့လက်ထဲကထီးကိုဖြန့်ဆောင်ပြီးအိမ်ကိုပြန်လာခဲ့ပါတော့တယ်။အချိန်ကတော့တခုသောညနေခင်းရဲ့၄နာရီ နောက်တနေ့မနက်လင်းနီတယောက်အလုတ်သွားဖို့ပြင်ဆင်ပြီးတော့ဖနက်စင်ဘေးမှာထောင်ထားတဲ့ထီးရှည်ကိုမြင်သွားကာယူထားလို့လည်းရပါမယ်ပြန်လာပေးတယ်ဆိုရင်တော့အခုလိုလူနောက်တယောက်ကိုကူညီပေးတာဖြစ်မှာပါဟာမနေ့ကငားလာတယ်ဒီလေပြန်ပေးအောင်ပါပဲအမန် rainy coffee ဆိုပါလားဟွန်းကြည့်ရတာ coffee ဆိုင်နဲ့တူပါတယ်အလုတ်မသွားခင်ထီးကိုအရင်ဝင်ပေးလိုက်တာကောင်းပါလေအော်မဟုတ်သေးပါဘူးဒီနေ့လေမိုးရွာရင်ငါဒုက္ခတွေ့နေပါအောင်မယ် ခုထီကိုလည်းကိုယူသွားဦးမှဒေါ်သေးတာပေါ့ငါထီဟာခောက်ထီဖြစ်နေလို့မဟုတ်ရင်ခောက်ထီနှချောင်းနဲ့လူထူဆိုင်ဖြစ်နေအောင်မယ်မင်္ဂလာပါဗျာဗာမြတ်တုံးဆောင်မလဲဗျာဟိုဘက်တောင်ဆောင်ကကင်မွတ်တိုက်စိတ်ပေးပါဗျာပြီးတော့ အာအဲ့ဒါလေအဲ့တဲ့အော်ရရသူ့ပေးလိုက်ပါရှင်နီလုံးနဲ့စကားတန်းကြောင့်လင်းနီလှဲ့မကြည့်ဖြစ်အောင်သူ့ကိုယ်သူမနေထင်းလိုက်ရပါတယ်အာဟုတ်ကဲ့ဗျခဏဆောင်ပါအဲ့တဲ့ပြန်တွေ့မယ်လို့မတင်ထားဘူးလေးရဲ့အခုလို့ပြန်တွေ့ရလေတကယ်ဝမ်းသာတယ်တိလားဟိုကော်ဖီလေးပါလေးတောက်ရင်းနဲ့ဒီစီကိုစကားပြောကြမလားဟင်ညီလေးဘယ်လောက်ကြလဲပြန်ငွေပါဗျလာရတော့ဆောင်နေအတွက်ကြီးဥစ်တင်ပါဟုတ်ကဲ့ဟိုဟာဒါနဲ့အကိုထီးလေးပြန်ပေးခြင်းလို့ တက္ကနာအစင်မှာချစ်ခဲ့လို့ရပါတယ်ဧည့်လင်းလင်းခဏလေးဒေးစီခင်ကပြောပြောဆိုဆိုနဲ့လင်းနီရီဆက်သွားလို့မရအောင်သူ့ရှေ့ကိုမတက်ရက်ပြီးတော့ပိတ်ထားလိုက်ပါတယ်စကားပြန်ပြောလို့မဖြစ်တဲ့အခိုက်အတန့်ဖြစ်နေတဲ့အတွက်ကြောင့်ဒေးစီခင်ပြောနေတဲ့စကားတွေကိုလင်းနီမှမကြားချင်အောင်ဆောင်းလို့မရတော့ပဲဘာပြောစရာများရှိသေးလို့လဲဒေးစီခင်လင်းရဲ့အရင်ကလိုခင်းလို့တော့မခေါ်တော့ဘူးနော်လင်းကတကယ်ကိုပြတ်သားနိုင်တယ်ကွာတော်ပါ ပြတ်သားနိုင်အောင်တင်ပေးခဲ့တဲ့လူတွေရှိလို့လေအလိုအဆုံးအချိန်မှာထားတော့တာမျိုးပေါ့အဲ့လိုမဟုတ်ပါဘူးလင်းရဲ့ခင်အဲ့ဒီတော့ကလေတကယ်မတော့အောင်မဖြစ်လို့သွားခဲ့ရတာပါလင်းရဲ့ဒါပေမဲ့လေခင်ကလင်းစီကိုပြန်လာမယ်ဆိုတဲ့အတိတ်ပဲနဲ့တမင်နှုတ်မဆက်ခဲ့တာနှုတ်မဆက်တာမဟုတ်ဘူးလေအကျိုးအကြောင်းကိုပြောမသွားခဲ့တာမင်းကြောင့်သာမဟုတ်ရင်အဲ့ဒီ accident လည်းဖြစ်မှာမဟုတ်ဘူးဟာလင်းတော်တော်ဒီစီခင်ငါတို့ဘာမှမပတ်သက်ခဲ့တယ်လို့နေရအောင်ပြီးတော့ မင်းအောင်မြင်မှုအတွက်တော့ဂုဏ်ယူပါရစေ။လင်းရ။ဒီကိမှုဒီဇိုင်းနဲ့မင်းရဲ့အောင်မြင်မှုကိုဂုဏ်ပြုရလို့ပဲသဘောထားလိုက်ပါ။ငါသွားပြီ။လင်းနေဒီရောက်အလုပ်ကိုရောက်ပြီးအချိန်တွေဘယ်လိုကုန်သွားတယ်မသိပါ။ညနေ၄နာရီတောင် ထိုးသွားခဲ့ပါပြီ။မိုးကလည်းကွာငါတို့အလုတ်ဆင်းတော့မယ်များကြိုတိနေလားမသိဘူး။အခုလည်းအလုတ်ဆင်းပြီဆိုတာနဲ့မိုးကရွာနေပြီ။ဟုတ်ပါဗျာ။တော်သေးတာဗောဒီနေ့ ठी လေးပါလာလို့။အေး ठी ယူလာကောင်းနေ။မိုးကဘယ်ချိန်ကောက်ရမလဲမသိရအောင်။အင်းကမျိုးသမီးစိတ်လိုပဲကွာ။ဥမာပေးတာကောင်းချက်ဗျာ။ကဲဒါဆိုကျွန်တော်တော့တော့မယ်ဗျာ။ဒီလိုနဲ့လင်းနေအိမ်ကယူလာတဲ့ထီးကိုဖြန့်ဆောင်ပြီးတော့လမ်းလျှောက်လာရင်မနက်ကကော်ဖီဆိုင်ရှိကအဖြစ် အမတ်မထင်ဆိုင်ထဲကြည့်မိလိုက်တော့ရွာကျနေတဲ့မိုးကိုငေးကြည့်နေတဲ့မင်းကလေးကိုထပ်ပြီးတွေ့ပြန်ပါတယ်။ဒီတယောက်ကမိုးကိုတော်တော်သဘောကျတာပဲ။음သူ့အကြည့်တွေကလည်းဝမ်းနည်းနေတယ်လို့လို့ဟာဒါလည်းငါနဲ့မဆိုင်ပါဘူးလေကားကဲကိုမြင်မြင်ရှောက်မှဒီနေ့လည်းမိုးတွေရွာနေပြီ။နင်သဘောကျတဲ့မိုးတွေရွာနေပြီ။နင်ဟာရွာနေတဲ့မိုးရေစက်တွေကိုငေးရင် ခတ်တိုးတိုးရေရွတ်နေတဲ့သူတယောက်ရဲ့မျက်ဝန်းမှာတော့ရွာကျကျနေတဲ့မျက်ရည်မိုးတွေပြေနေပါတော့တယ်။ ီနေ့ကတော့လင်းနီအလုပ်ပဲရပါရာဒီဥတုကလည်းတာယာနေတဲ့အတွက်လင်းနီတယောက်သူ့အိမ်နာကပန်းချံကိုလမ်းလျှောက်ထွက်ခဲ့ပါတယ်ပန်းချံထဲကအရိတ်အဝါသာကောင်းတဲ့တစ်ပင်အောက်ကခုံနှံတစ်ခုမှထိုင်နေချင်းရုတ်တရက်ရွာချလာတဲ့မိုးကြောင့်ပန်းချံတွင်မှစီကားနေတဲ့လူတွေဟာကိုစီကိုစီအရိတ်အောက်အမိုးအကာအောက်ပြေးဝင်ကြနဲ့ရှုပ်ရှက်ခတ်သွားပါတော့တယ်အဲ့ဒီချိန်တဖက်ခုံနှံကနေဟူရီကိုခေါင်းဆုပ်ဝတ်ထားတဲ့သူတယောက်ကလင်းနီစီကိုရှောက်လာပြီး လက်မှာကင်ထားတဲ့ထီကိုပေးလိုက်ပါတယ်။ရော့ဟမ်ထီယူလိုက်လို့ပြီးတော့ဒါပြန်ပေးကြမလို့ရင်းနှီးသလိုရှိနေတဲ့အတန်တစ်ခုကြောင့်လင်းနေရင်မနေနိုင်ပဲတစ်ဖက်လူစောင်းထားတဲ့ကောင်းစုကိုလက်နဲ့ဖယ်ချလိုက်တဲ့အခါမှာတော့စောင်းထားတဲ့အုတ်ထုပ်အောက်မှာတွေ့လိုက်ရတဲ့သူကဟိုဆိုင်ကမင်းကလေးခမားဒီကိုဘယ်လိုလုပ်ရောက်လာပြန်တာလဲဒါအများပြည်သူပန်းကြံလေစကားများမနေဘဲနဲ့ထီတာယူစောင်းလိုက်ပါ စိတ်ရှိပုံမရတဲ့ဒီမင်းကလေးကပြောရင်းဆိုရင်ထီးကိုဖွင့်ပြီးတော့လင်းနေလက်ထဲကိုထည့်ပေးပြီးနှစ်ယောက်တူရှိတဲ့ထီးအောက်ကနေထွက်သွားဖို့ခြေလှမ်းပြင်နေတော့ဘယ်သွားမှလဲကားကြိတ်လားကောင်မလေးကဘာမှပြန်မပြေပဲထွက်သွားဖို့လုပ်နေတဲ့အတွက်လင်းနေသူမလက်ကိုဖမ်းဆွဲလိုက်တဲ့အခါမှာတော့လင်းနေရဲ့ရှင်ခွင်ထဲကိုကောင်မလေးလဲကျလာပါတယ်အဲ့ဒီအချိန်မှာ ကောင်မလေးကလင်းနေကိုအံ့ဩနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး ချက်ချင်းမဲ့နောက်ကိုခြေလန်းတွေတဖြည်းဖြည်းဆုပ်လိုက်ပြီးတော့လင်းနီရဲ့မျက်လုံးတွေကိုတစ်ချက်ပြန်စိုက်ကြည့်ပြီးသူထွက်သွားပါတယ်။လင်းနီကတော့ကောင်မလေးထွက်သွားတာကိုသူ့မြင်ကွင်းထဲကပျောက်တဲ့အထိငေးကြည့်ပြီးကမှအိမ်ပြန်ဖို့ကိုတတိရလာတဲ့အတွက်လမ်းလျှောက်ပြီးပြန်လာခဲ့ပါတယ်။လင်းနီဒီမင်းကလေးကျေးဇူးနဲ့မိုးမဆူတာနှစ်ကြိမ်ရှိခဲ့ပါပြီ။ ျက်ဝန်းနေရပါလဲ။ဘာလို့အဲ့ဒီတယောက်ရဲ့မျက်ဝန်းတွေကိုကြည့်လိုက်ရင်နင့်ရဲ့မျက်ဝန်းတွေကိုပြန်မြင်နေရလဲ။အဲ့ဒီမျက်ဝန်းတွေကဘာလို့နင်းနဲ့တူနေရလဲချူလိုက်။မိုးစီလက်ထဲကဓာတ်ပုံပေါင်းကိုကြည့်ရင်တယောက်ထဲရေရွံ့နေပါတော့တယ်။ဓာတ်ပုံထဲမှာတော့အယောင်ကွဲပြီမင်းလဲဒီဇိုင်းတူတဲ့ T-shirt တို့ကိုဝတ်ထားတဲ့ရွှေရူမင်းကလေးနှစ်ယောက်ရှိနေပါတယ်။တယောက်ကတော့အပြုံးကြီးပြုံးရယ်နေပြီးနောက်တစ်ယောက်ကတော့ပြုံးနေတဲ့တငယ်ချင်းကို လောကကြီးတစ်ခုလုံးပိုင်ဆိုင်ထားသလိုအားရကျဉ်တဲ့အကြည့်မျိုးနဲ့ကျင်းနေခဲ့ပါတယ်။ငါ့ကိုမေခွန်းများစွာနဲ့ထားခဲ့ရတာပျော်နေရမှလား July ။ငါပုံစံအောင်မြင်နှင်းရှိနေမှာပဲ။ July ရဲ့ငါငါတစ်ခေါက်လောက်ပဲဖြစ်ဖြစ်နှင်းရဲ့ပြုံးလေးကိုငါမြင်ချင်သေးတယ်။ ောက်တနေ့အလောက်ကနေလင်းနေပြန်ရင်မြင်နေကြကော်ဖီဆိုင်ကိုလှမ်းကြည့်မိလိုက်တော့ကော်ဖီဆိုင်ရဲ့အပေါ်တက်မှာလက်တော့တလုံးနဲ့အလောက်ရှုပ်နေတဲ့ဟိုနေ့ကကောင်မလေးကိုတွေ့လိုက်ရတဲ့အတွက်လင်းနေထီးပြန်ပေးဖို့ကော်ဖီဆိုင်နဲ့ဝင်လာခဲ့ပါတယ်ထီးလာပြန်ပေးတာပါပျော်ပျော်ဆူဆူနဲ့ပဲကောင်မလေးရှိရဲ့ဇပွဲဝိုင်းမှာလင်းနေခုံဆွဲပြီးထိုင်လိုက်ပါတယ်ပြန်ပေးစရာမလိုတော့ဘူးလို့ပြောထားမိတယ်တဲ့ပြီးတော့တကယ်လို့ဒီနေ့မိုးရွာရင်ရောဟွန်း ောင်းရကြည်လင်နေရပဲလေနေလေးတာနေရပဲကိုမုံမျော်လောက်ပါဘူးဟင်း၄နိုင်မိုးမြအထင်သေးလို့ဘလို့ဘဘဘဘမိုး၄နိုင်မိုးလေ၄နိုင်မှာရွာတဲ့မိုးမိုးလို့လားอืมไอ้หลอมะสัวรอลิดันเน่โหเป้เสียชิอ่ะเป้บิสรอกหรอลิจนเราหว่าลองซาลิตะคูลงมะล่ะพาลองซาเลยมูยัวมะยัวสัวราลิอืมอะลองเสียมาบ่หุตาอืมบ่หุตาคูจิไลลิ ၄နာရီလေးထိုးကနေပြီဆိုတော့နောက်15မိနစ်အတွင်းမိုးရွာမရောဘူးပေါ့သေးချာပေါ့မရေရတဲ့ကိစ္စမို့လို့အနိုင်ရှုံးခွေးလို့မရတော့ဘူးဆိုတော့အပြော့ပေါ့ဒါပေါ့ဗျာကောင်းပြီလေဒါဆိုရင်ကျမက15မိနစ်အတွင်းမိုးရွာမယ်ဆိုတဲ့ဘက်ကနေနေမယ်ဟုတ်ပြီဗျာဒါဆိုကျွန်တော်ကတော့15မိနစ်အတွင်းမိုးမရွာတဲ့ဘက်ကပေါ့ဒါဆိုအခုချိန်ကစားပြီးအချိန်သတ်မှတ်လိုက်မယ်လေတကယ်လို့သတ်မှတ်ချိန်လွန်မှမိုးရွာရင်ခင်ဗျားမနိုင်ဘူးနော်ဟွန်းရှင်ကကိုကိုကိုတော့ကာကွယ်တတ်တာနော်ဒါဆို လောင်စာလေးစတင်လိုက်မယ်နော်အချိန်15မိနစ်စောင့်ရအောင်မှဖြစ်တဲ့အတွက်လင်းနီတယောက်ကော်ဖီသွားမှလိုက်ပါတယ်ခဏကြာမှတော့မှတ်ထားတဲ့ကော်ဖီရလာခဲ့ပါတယ် espresso two shot ဟမ်ဘလို့သိရလဲကျွန်မတငယ်ချင်းတယောက်တောင်းနေကြအနန္တဆင်းလို့လေဟလာဒါဆိုခင်ဗျားတငယ်ချင်းကတော်တန်ယုံအခါကြိုက်တဲ့လူမဟုတ်တော့ဘူးပဲဟွန်း तू ကအစအခါမကြိုက်ဘူးသူချရတဲ့သူနဲ့အတူတူကော်ဖီဆိုင်ထိုင်ရင်တောက်ဖို့ဆိုပြီး လေ့ကျင့်ရင်နဲ့မှားနေကြမို့လို့စိတ်တော့မကောင်းဝင်မဲ့ဒီလောင်းစားမှာကျွန်တော်နိုင်တော့ပြီဗျာရှုံးမဲ့ပေါ်ရယုံကြည်ချက်တစ်ခုရဲနဲ့လောင်းခဲ့တဲ့သူမို့အရှုံးကိုလည်းတတ်မှုထားပါတယ်ဒါနဲ့အနိုင်ရတဲ့သူရဲ့ဆန္ဒကဘာများလဲอืมကျွန်တော်ခမောင်းကိုမေးခွန်း၅ခုလောက်မေးခြင်းနဲ့ဗျာမဖြေလို့လေရပါမယ်တေချာဘောက်ခမားဖြည့်ပေးလို့ရမှာပဲမင်းမှာဆိုတော့ဖြည့်စေခြင်းနဲ့ဗျာကောင်းပြီလေမေးကြည့် อืมခမားနမေကဘလူးခေါ်တော့မိုးဆွေဝေပါကိုလင်းနေဟမ်ကျွန်တော်နမေဘလူးတိတာဒုတိယမြောက်မေကွန်လို့ယူဆလိုက်ပြီးဖြေလိုက်ရမလားဟာမဟုတ်ပါဘူးဒုတိယမြောက်မေကွန်ကဒီဆိုင်နဲ့ခမားဘလူးတတ်ဆိုင်တာလေးလို့မေးမလို့อืมတတ်ဆိုင်မှုရဲ့လို့တော့မရှိပါဘူးဒီတိုင်းထိုင်လို့ကောင်းတဲ့ဆိုင်ပါอืมမိုးရွာတာကိုရောကြိုက်တာလားသဘောကျတဲ့သူရဲ့အကြိုက်မှုပါอืมရှင်းအောင်ကြိုက်လောက်ဘူးတနေဘလူးတိပြန်တာလဲကြည့်လို့ပါပဲ ခမရတိတ်လွတ်ဝတ်တာပဲဗျာလွတ်ဝတ်တာမဟုတ်ပဲနဲ့อืมအမြင်ဆူးရှာရလို့ပြောရမလားငါကုမြောက်မေကုံးอ่ะရောငါကုမြောက်မေကုံးอ่ะခမရအကြိုက်ဆုံးရှုခင်ဗျာอืมမိုးရွာပြီးစကောင်းခင်အထူးသဖြင့်ဆိုရင်တော့၄နာရီမိုးရွာပြီးရင်ဖြစ်သွားတယ်ကောင်းခင်อืมကျေးဇူးတင်ပါတယ်ဗျာကျွန်တော်မေးတာကိုဖြစ်ပေးလို့ပါမမိုးဆွေဖြေနိုင်တဲ့မေကုံးတွေကိုပဲမေးပေးလို့ကျေးဇူးပါကိုလေးနိုင်ဟမ် တော်ပြီလားအေးပါကွာမနေ့ပြက်ရက်ချင်းမို့လားငါသိပါရယ်ကွာအေးလာခဲ့မယ်လို့ဟေးမင်းစိတ်ပူမနေနဲ့အေးဒါဝင်တော့ငါအိတ်တော့မယ်စေယုံရက်ချင်းဖုန်းဆက်ပြီးတတိလှမ်းပေးတဲ့ညီဝန်ခွင့်နဲ့ဖုန်းပြောပြီးရဲ့နောက်မှာ လင်းရီစပွဲပေါ်မှာစီရီထားတဲ့စာအုပ်တွေတဲ့ကတအုပ်ကိုထုတ်ပြီးတော့ခင်းနဲ့ရေးချစ်နေပါတော့တယ်။အတန်ကြာရေးချစ်ပြီးတဲ့နောက်မှာပုံပေါ်လာတဲ့မြုံဝန်းတစုံကတော့မိုးဆွေရဲ့မြုံဝန်းပါ။ကောင်းပါလေရဲ့။မင်းရဲ့ခံစားချက်တွေကိုမင်းရဲ့မြုံဝန်းတွေကိုကြည့်လိုက်တာနဲ့ကိုငါသိပါရဲကွာ။ငါလည်းမင်းပေါ်မှာစိတ်ဝင်စားနေမိရဲ့။ဒါမဲ့မင်းကိုစိတ်ဝင်စားရဲဆိုတာတဲ့။ငါမင်းရဲ့အကြောင်းအရာတွေအားလုံးကိုသိကျင်တာကွာ။ တကယ်ပါလှုပ်ဝက်လွန်းတဲ့မင်းကလေးရဲ့ကျေးဇူးတင်ပါတယ်မြုံမပိုင်ရှင်ရဲ့မင်းကြောင့်ငါဒီလောကကြီးကိုဆက်ကြည့်ရှုခွင့်ရနေလို့မင်္ဂလာပါဒေါက်တာဟာမိုးဆွေဝေးပါလားဘယ်တော့မှပြန်ရောက်တာလဲ 6လောက်ဝင်ကျင်လောက်လားဟိုအဲ့လောက်တော့ရှိပြီဒါဆိုနေ့တကယ်ရတဲ့ကြားပြီးပြီပေါ့อืมကြားခဲ့တယ်အဲ့ဒါကြောင့်ချက်ချင်းပြန်လာခဲ့တာဒါနဲ့အခုဒီရောဘာလာလောက်တာလဲငါ့ကိုလာတွေ့တာတော့မဟုတ်လားဘူးเนาะမဟုတ်ပါဘူးခန့်ညားတဲ့ဒေါက်တာကိုပဲလာတွေ့တာပါဆိုအေးပါငါနဲ့အကြောင်းမသိဘူးဆိုတော့ပြီးတော့ကြုံတုံးပြောအောင်မယ်နေ့တငယ်ချင်းကသူလောကကြီးကထွက်မသွားခင်မှာမုံမြတ်တဲ့အလုပ်ကိုလုပ်သွားသေးတယ်ဟုတ်လားဘာအလုပ်လဲကြည့်ရတာတော့ချွန်လိုက်ကသူပြောပြောနေတဲ့ကိုရင်းအစိတ်ပိုင်းလူတာ လုံနိုင်ခဲ့တဲ့ချင်းနေဟုတ်တယ်လေသူလူလိုက်လို့လူတယောက်လောကကြီးကိုထက်ကြည့်လို့ရခဲ့တာအဲ့ဒါဘာလို့လဲဟင်အဲ့ဒါတော့ငါပြောလို့မရဘူးလေဟွန်းဒေါက်တာကြီးကလည်းပြောမယ်ပြောအကြောင်းဆုံးအရာအလုံးပြောပြတာမဟုတ်ဘူးဇူလိုင်လောကကြီးမှာမရှိတော့ဘူးဆိုပေမဲ့သူ့မျက်ဝန်းတစ်စုံကရှင်းတန်းနေသေးတယ်အဲ့ဒါကိုတွေးပြီးရှင်းတန်းနေစမ်းမှမိုးဆွေဝေရာရှင်းတန်းနေပါတယ်အဲ့ဒါအကြောင်းပြောပြစမ်းမှဒေါက်တာရာပြောပြခွင့်မရှိဘူးလေဟာကြုံအောင်မဲ့ရာကြုံကြုံပြီးဆုံအောင်မဲ့ရာဆုံဆုံမှလေဟွန်း ပြီးတော့ငါထင်တာဇူလိုင်နဲ့ပတ်သက်တဲ့အရာဆိုရင်နေ့စီရောက်လာလောက်မယ်လို့ငါထင်တယ်။ဒေါက်တာအပြောကောင်းတာပဲ။ဟောစကားကောင်းနေပြီမယ်။ငါလူနာချိန်းတာရှိလို့သွားတော့မယ်။ကောင်းပါပြီဒေါက်တာ။ဒေါက်တာကြောစွာပြောသလိုနေနဲ့ပတ်သက်တဲ့အရာကငါစီစိတ်စိတ်မြဲမြဲရောက်လာရင်ကောင်းမယ်။ဇူလိုင်ရဲ့အနည်းဆုံးတော့ငါနောက်ဆုံးအနေနဲ့အနေနဲ့တွေ့ဆုံချင်ပါသေးတယ်။မိုးဆွေဟင်ကိုလင်းနီဒီဘာကိစ္စလဲ ရချင်းလာပြရလေမျက်ကြည်လိုအစားထိုးရတာအဲ့ဒါလိုအပ်တဲ့စစ်စစ်မှုတွေအဲ့လိုမျိုးပေါ့ဗျာမျက်ကြည်လိုအစားထိုးတာဟုတ်ဘယ်တော့ကလဲလွန်ခဲ့တဲ့6လလောက်ကလေအမအက်ဆီဒန့်ကြောင့်ကျွန်တော်မျက်လုံးထိခိုက်သွားတာတော်သေးတယ်ဗျာလူရန်နဲ့သူအချိန်မီပေါ်လာလို့ဘသူကလူရန်ခဲ့လဲဆိုတော့သိလားအဲ့ဒါတော့ကျွန်တော်မသိဘူးရေကျွန်တော်ရဲ့တာဝန်ခံဆရာဝန်မဲတီမှာဒေါက်တာကျော်စောကောင်လေဒေါက်တာကျော်စောကောင်ဟုတ်တယ်ဒါနဲ့မိုးဆွေကရော ဆေးရုံဘာလာလောက်တာလဲမဟုတ်မနေမကောင်းပါညာမဟုတ်ပါဘူးဒီတိုင်းအတိကိုလာတွေ့ရအော်အဲ့လိုကိုဒါနဲ့မိုးဆွေအထွေထူးချိန်းတာမရှိဘူးဆိုရင်တခုသွားစားကြမလားကျွန်တော်ဒီထိတ်မှာဆိုင်ကောင်းတစ်ဆိုင်တွေ့ထားတယ်ထေချာကြီးမလင်းနေရင်မြုံဝင်နေရဇူလိုင်ရဲ့မြုံဝင်နေတဲ့ဆင်တူတလို့ပဲဟေးအော်အော်တော်ကြတာပေါ့တော်မေလေဒီဘက်မှာ ဒီဆိုင်မှာလေအရန်အနမိတ်ကြီးရဲ့မီနူးမာခဲ့တယ်တလားမိုးဆွေဟုတ်ကဲ့မိုးဆွေခုနကလေးကကျွန်တော်ကိုကြည့်နေရအဲကျွန်တော်မျက်နှာမှာတခခုပေနေလို့လားအော်မဟုတ်ပါဘူးဟိုမြဝန်းကကြည်လေကြည်လေရှင်းနေရလို့ခန်းစားနေရလို့ပါမြဝန်းမဲလားလူကောရှင်းနေရလို့မခန်းစားဟုတ်လားဟွဟာဗျာမိုးဆွေရလေနည်းနည်းလေးတော့ဟမ်းဆောင်ဘူးပဲဟမ်းဆောင်ကျွန်တော်ဦးလို့ပြောရင်ပုံမှန်လိမ့်မယ်ကျွန်မဟန်ဆောင်ခဲ့လို့လွယ်ခဲ့ရတယ်လည်းရှိခဲ့တယ် အဲကြောင့်ကျွန်မထပ်ပြီးတော့ဟမ်ဆောင်ကျွန်တော်ကောင်းပါတယ်ဗျာတနက်လေမိုးဆွေကျွန်တော်မေးချင်တာတခုရှိရသလားအဲ့ဒါမိုးဆွေကျွန်တော်နာမည်ဘယ်လိုသိရလဲပြီးတော့ဘယ်ဘယ်ချိန်ကလဲစတူရနေရလေဘင်းမှာဝန်ထမ်းကကြီးဆွဲထားတာဟာအရန်ကိုအမြင်ဆူးရှတာပါပဲဗျာအဲ့ဒါကိုကျွန်မပြောဖို့ပါတယ်နော်ဟုတ်ပါပြီအင်းမထားရလေရောက်ပြီဆိုတော့စားကြမယ်လေအင်းမထားတာတွေကိုစားတော့ပြရနဲ့ သူတို့နှစ်ယောက်ပတ်စံရှင်းပြီးတော့ဆိုင်ထဲကနေထွက်လာခဲ့ကြပါတယ်။ဆိုင်ထဲကထွက်လာပြီးတော့လမ်းမဘက်ကိုလမ်းလျှောက်နေချိန်မိုးရွာမေတင်နေ။ကောင်းကင်က မောင်းလာသလိုပဲ။မိုးရွာရင်တော့ကောင်းတာပဲ။ဒါနဲ့အခုကဘယ်နှစ်နာရီရှိပြီလဲ။အင်း၃နိုင်55။အင်းလမ်းစဉ်ထက်သေးချာပေါ့မိုးရွာနိုင်တယ်။၄နိုင်မိုး။မိုးဆွေ။ဟင်။ကိုမင်းကိုလေ။ င်လေးနိုင်လာလင်ကွာမိုးရပြေးအောင်လာပါစို့မိုးဆွေကပြောရင်လင်းနေရဲ့လက်ကိုဆွဲကပြေးပါတော့တယ်မိနစ်အနည်းငယ်ပြေးပြီးရာနဲ့မိုးဆွေကသူ့ရဲ့ခြေလမ်းတွေကိုရက်မျက်စိတွေကိုမှိတ်ပြီးတော့ကြလာတဲ့မိုးရင်ဆက်တွေကိုမျက်နာနဲ့ခံယူမိပါတယ်ခဏကြာပြီးရဲ့နောက်မှာမျက်နာကိုမိုးရင်ဆက်တွေလာပြီးတော့မထိမှန်တော့တဲ့အတွက်မိုးဆွေမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ူ့ရဲ့မျက်နှာကို꿰ပြီးထားတဲ့လက်နှစ်ဖက်ကိုတွေ့လိုက်ရပါတယ်။မိုးဆွေကသူ့မျက်နှာပေါ်မှာလာမိုးထားတဲ့လက်နှစ်ဖက်ကိုဆွဲဖယ်ပြီး။မိုးရင်နဲ့ထိတွေ့ရတဲ့ခံစားချက်လောက်ဘယ်အရာကမှအေးချမ်းမှုမပေးနိုင်ဘူး။လင်းလိုက်။ခင်ဗျားအဲ့ဒီအေးချမ်းမှုမသိပါဘူး။မိုးဆွေကိုနမေကလင်းနေရင်တော့လေးနာရီမဟုတ်ဘူးမားခေါ်မနေနဲ့哦မားတာမဟုတ်ပဲအတီခေါ်တာလေးနာရီရဲ့ဟာဗျာသူများနမေကိုမဖြတ်စမ်းပါနဲ့ဗျာဟွန်းမိုးကလည်းတိတ်သွားပြန်ပြီ ။အားလဲ။ယွာနေစေချင်သေးလို့လား။အင်း။ဒါပေမဲ့တိတ်တော့လည်းကောင်းတာပေါ့။အကြိုက်ဆုံးရှုခင်းကိုမြင်ရတာပေါ့။မိုးတိတ်သွားပြီးရရှုခင်းကိုမိုးဆွေကဘာလို့ကြိုက်ရတာလဲ။မိုးတိတ်သွားတဲ့ရှုခင်းတော့ကျမကြိုက်တာ။လေးနာရီမိုးတိတ်ပြီးဖြစ်လာတဲ့ကောင်းကင်ရှုခင်းအခုပဲကြည့်လေ။တိမ်မဲရီအကွယ်ကဖြည်းဖြည်းချင်းလင်းလာတဲ့တိမ်ဖြူတွေနဲ့ကောင်းကင်ကအလှဆုံးပဲမဟုတ်လားအဲဒါကြောင့် လေးနိုင်မှုတိတ်ပြီးဖြက်လာတဲ့ကောင်းကင်ဟာကောင်းကင်နေတယ်မှာအလှဆုံးပဲဥပမာစုံတွေ့ပြီးကွဲကွာသွားတဲ့အခါဖြစ်လာတဲ့အမတ်တရားလိုမျိုးပေါ့မိုးရီလာမျက်ရီလာမသေးကွဲတဲ့မိုးဆွေရဲ့မျက်ဝန်းတွေကလင်းနေရဲ့မျက်ဝန်းများကိုအသေးချစိုက်ကြည့်ရင်ကျမသွားဆရာလေးရှိလို့သွားရမယ်မိုးဆွေကပြောပြီးလင်းနေရီကိုကြောခိုင်းကထွက်သွားခဲ့ပါတယ် လင်းနီမသိတာကသူဒီလိုကြောက်ခိုင်းပြီးထွက်သွားခဲ့တာဟာတပဝစာဆိုတာကိုပါ။ ချိန်တွေတရက်ပြီးတရက်ကုန်လွန်သွားပေမဲ့လည်းမိုးဆွေရဲ့အရေးအယံကိုမတွေ့ခဲ့ရပါ။သူမထိုင်နေကြကော်ဖီဆိုင်မှာလဲသူမကိုမတွေ့ရသလိုသူမနဲ့ဆုံခဲ့မှုတွေပန်းချက်မှာလဲမမြင်ရတော့ပါ။ဒီလိုနဲ့ရက်တချို့ကုန်လို့လတချို့ကုန်လွန်သွားခဲ့ပါပြီ။နောက်ဆုံးတွေ့ပြတဲ့နေ့ကသူမပေးလာတဲ့ထီးလေးကိုတော့လင်းနေပေသွားသွားယူသွားဖြစ်ခဲ့ပါတယ်။တကယ်လို့လမ်းမှာတွေ့ရင် ပြန်ပေးမယ်ဆိုတဲ့စိတ်နဲ့ပါတရက်အလုတ်ပြန်ချိန်မှာမိုးရွာလာတဲ့အတွက်သူအမြဲတမ်းစောင့်ထားဖြစ်တဲ့ထီးလေးကိုထုတ်ဆောင်တဲ့အခါမှာစာလေးတစ်စောင်ထွက်လာခဲ့ပါတယ်ဒီစာကတော့လင်းဒီအေးဆေးဖြစ်တဲ့အချိန်မှာဖတ်ကြည့်မိခဲ့တယ်ထမအူးဆုံးနေနဲ့ကျွန်မတောင်းပန်ပါတယ်တကယ်တော့လူကိုယ်တိုင်လာတွေ့ပြီးတောင်းပန်တင်တာဆိုပေမဲ့ကျွန်မလာမတွေ့နိုင်ခဲ့ဘူး တေချာပေါက်လာမတွေ့ချင်ဘူးလို့ထင်မှလို့လည်းရပါတယ်။ကျမရဲ့ယူနန်တဲ့အတွေ့အော်တခုကအချစ်ဦးနဲ့အချစ်ဆုံးဆိုတာတယောက်တည်းဖြစ်ရမယ်ဆိုတာပါ။ဒါပေမဲ့ကျမတီးခဲ့ရတဲ့အမှန်တရားတခုကအချစ်ဦးတိုင်းနဲ့အချစ်မဆုံးချောင်းကိုပါ။တွေ့ခဲ့ရတဲ့အချိန်ခဏလေးကတံမိုးထားခဲ့ရတဲ့အချိန်တွေကြီးပါပဲ။စင်တူတယောင်ထင်မှတ်ခဲ့မှုတွေကတခြားစီဆိုတာကို ကျမတည်တဲ့အချိန်ကနောက်ကျသွားခဲ့ပြီ။အိမ်ညာစေယုံမှာ ကျမတို့ဆုံဖြစ်တာကကျမစိတ်စစ်ချက်အဖြေကြောင့်ပါ။ကျမစကားကြောင့်ဝမ်းမနည်းပါနဲ့။ဆုံကျင်တဲ့သူရှိရာကိုလိုက်သွားတယ်လို့မှတ်ပေးပါ။နေရင်နဲ့တွေ့ဆုံခဲ့ရလို့ကျမပျော်ရွှင်မိတယ်လို့ခွဲခွာခဲ့ရလို့လည်းနေရင်မငိုပါနဲ့။စကားမဆက်နေရင်လို့ကျမခေါ်လို့ရတယ်မလား။နေရင် အဲ့ဒီမျက်ဝန်းလေးကိုတံပိုးထားပြီးဖို့လဲမျှော်လင့်ပါတယ်။ဘာလို့ဆိုအဲ့ဒီမျက်ဝန်းလေးတွေကြောင့်ကျမနဲ့နေရီစုံမှုဖြစ်လာလို့လေ။ပြန်တွေးကြည့်ရင်လေ၄နာရီမိုးရဲမှာစုံခဲ့တဲ့ကျမတို့တွေဟာတန်တရားတစ်ပတ်ရဲ့၄နာရီမိုးမှာပြန်စုံမစုံဘသူသိနိုင်မလဲ။အဲ့လိုဆိုရင်နေရီကရောဘလိုမျိုးဖြစ်စီခြင်းမလဲဆိုတာလေ။ ည်ခြင်းမိပါရဲ့လေးနိုင်မူလင်းနေရဲ့မူစာအဆုံးမှာလင်းနေမျက်ရည်ကျသွားခဲ့ပါတယ်မိုးဆွေရေးထားတဲ့စာတွေကလို့လဲပတ်နေတဲ့တန်တရာတွေရဲ့တခုတော့လေးနိုင်မှာပြန်ဆုံနိုင်လောက်မယ်လို့လင်းနေကတော့ရှုံချီနေသေးပါ Radio drama brought to you by MI Radio ပရိသတ်တွေအခုနားဆင်ခဲ့ရတာကတော့ဇလန်းချင်းရေးသားထားတဲ့၄နိုင်မိုးလို့အမည်ရတဲ့ဇလန်းလေးကို နားဆင်ခဲ့ရတာပါဒီအစီအစဉ်ကိုတော့မငိမ့်လဲမော်မတင်ဆက်ပြီးတော့အတန်သေးဆောင်တွေဖြစ်ဇွဲဖြိုးစုကိုညံတန့်ဖြိုးအောင်တို့ကတင်ဆက်ပေးခဲ့တာပါဆက်ကြောင်းပြောသူကတော့ကျမလေးရီဖြစ်ပါတယ်အတန်ဖမ်းပေးတဲ့သူကတော့ Audio Engineer တန့်ဖြိုးအောင်ဖြစ်ပြီးတော့အတန်တီးဖြတ်ခြင်းကိုလည်း ် Audio Engineer တန့်ဖြူအောင်ကတာဝန်ယူပေးထားတာပါ MI Radio ပရိသတ်များရဲ့ကလောင်စံကို Radio Drama နဲ့အတူပုံဖော်လိုက်ပါ thank you